အလုံးမင်းပြင်လာပါဗျာခုတစ်ခါမှာတော့ထိုင်းမှာနှာခေါင်းယိုးကျွတ်သွားတဲ့အမကြီးရဲ့ဗီဒီယိုဖိုင်လေးအစကူတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီတော်လေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီကကျိုးသွားတယ်ဒါလည်းကျိုးသွားတယ်အော်ဒီနော်နှာခေါင်းတော့ကျူးတာဒီညတွေကနှာခေါင်းတော့ကျူးတာဒီဒီဒီဘက်ကကျူးတာမကျူးအဲ့ဒါဒီဘက်ပဲဒီဘက်ပဲဒီဘက်ညဒီကောင်ညရိုးပဲကျူးတာကျူးတာအဲ့ဒီကျူးတာအော် ကလေးတက်ကလေးတက်ဘယ်လောက်ရှိလဲ30ကလေးတက်30ရှိပါတယ်30ရှိပါတယ်อืมသူ့အဖေတွေတော့လာတာလေးနဲ့ကြံခဲ့တယ်သူ့သူ့အဖေကဘာဘယ်လိုဖြစ်ဆုံးอ่ะအိမ်ရတယ်မှာအိမ်အိမ်နေဩကျွန်တော်ကြားလိုက်တယ်အိမ်နေဖြစ်သွားတယ်ဆိုတော့အမ်อืมตุ๊เฟยเอ้ยนี่ส่งอ่ะถ้าเราไม่อยากผิดเป็ดตนาเปียเนาะแต่ญาเราอ่ะเรารู้ ကော်ဖူလမ်းမှာဖြစ်တဲ့ကိစ္စပေါ့အဲနေ့တော့ကျွန်တော်တို့ဆေးရုံမှာညကျွန်တော်တို့ဆေးရုံတင်လိုက်တယ်ပေါ့နော်ဆေးရုံတင်ပြီးတော့ခွဲဆေးဖို့အတွက်အဲညလုပ်တဲ့အတက်ဖက်ရှင်ကိုစောင့်နေတယ်ဗျာနော်ကျွန်တော်တို့မှာခွဲဆေးဖို့တော့ဥစားပြောမယ်အခုကကျွန်တော်တို့ဒီပြောပြချက်ရပါပေါ့နော်ဆေးရုံတော့ဒီမြေဟိုမြေဟိုချိုးဒီကောင်လေးချိုးသွားတယ်လို့ပြောတယ်အဲဒီနှာခေါင်းကြီးကတော့ချိုးသွားတယ်ဗျာနော်ပြတိတာတော့မျက်လုံးနှစ်ဖက်လုံးထိတာနှစ်ဖက်လုံးနှစ်ဖက်လုံးနော်နှစ်ဖက်လုံးထိတာမလားအဲနှစ်ဖက်လုံးထိတာနှစ်ဖက်ထိတာတော့နှစ်ဖက်လုံးထိတာအခုကတော့ကျွန်တော်တို့ဆေးရုံမှာဗျာနော်ညမှာဝေလာဆေးရုံထဲမှာလက်မိခင်ဖြစ်သူပါ အခုညကတော့ကျွန်တော်တို့ဒီကရရှင်နဲ့စကားပြောပြီးတော့ဗောနော်သူရေးကုသမှုအတွက်တွေဗောနော်ကျွန်တော်တို့ဒီရေးကုသမှုအတွက်တာဝန်ယူပေးဖို့အတွက်စကားပြောထားတယ်အဲ့တော့ကျွန်တော်တို့ကတော့ရေးကုသနေတယ်ဗောနော်ရေးကုသမှုခံယူနေတယ်ဗျအဲဒီနေ့အထူးဘက်ကနေတော့အခုချိန်တော့မလာသေးဘူးကြာနော်သူချိန်ထားတယ်စကားပြောပြီးတော့ဟာခွဲဆေးရမယ်ဗောနော်ဆေးခွဲကဝင်ရမယ်ဗောဆေးအောင်မားတော့လည်းပြောရတယ်ဗျတော့ဆေးချေတော့အခုချိန်တော့ခွဲကဝင်ရတယ်ဗောနော်အဲကရရှင်လည်းကျွန်တော်ပေါ်ထားပါတယ် ဟုတ်တယ်ဗျကျွန်တော်လည်းညဒါမှမဟုတ်ဟိုဘယ်လိုပြောမလဲဗျအာဒါကလေးဆိုတော့ဗျဟိုကလေးကတိတက်တာမှမဟုတ်တာဟုတ်လားဟိုတယောက်နဲ့တယောက်ပြောတာဆိုတာမားတယ်ဆိုတော့စီးကြမှာပဲဒါတိခံမှုမရှိတဲ့ခါကျတော့ဟိုဒုက္ခရောက်တာပေါ့တိခံမှုမရှိတော့ဒုက္ခရောက်တာပေါ့ဒါသူဆိုရင်ဒါယောက်ျားလည်းမရှိဘူးအလုပ်လည်းမရှိဘူးယောက်ျားလည်းစုံမတာမကြတယ်ဘူးဟုတ်လားခုကလေးကလည်း၃နှစ်နဲ့၃နှစ်ဒါနဲ့အလုပ်ကလည်းမရှိဘူး အဲ့တော့သူ့မှာလည်းသူ့ဝင်းကြီးအတွက်နဲ့အခန်းကနဲ့သူလည်းရုံးကန်နေရတာပေါ့နော်ဒါပေမဲ့ကလေးကစိုးတယ်လို့တော့ပြောတာပေါ့ဒါပေမဲ့ဟိုဘလောက်ပဲစူးစူးပါကလေးကအတိတက်တီးတာမဟုတ်တာဟာလားသုံးနှစ်ပဲစီးတည်တယ်ဖြစ်တဲ့အတွက်ဟိုဘလောက်ပဲစူးစူးသိခံရမှာပဲလေဒါပေမဲ့ကိုယ့်အိမ်ကိုမနာသိချင်ရင်တခါပိတ်ထားလိုက်ပေါ့အဲကျွန်တော်ဖြစ်သိချင်တာကအဲဒါပေမဲ့ယောက်ျားနဲ့မိန်းမနဲ့ဆိုတော့တော့ထိုးလာရတော့အဆင်မပြေဘူးလေဟာလားတကယ်လို့ဒါသူဟိုမိမချင်းဖြစ်တယ်ဆိုရင်ကျွန်တော်မပြောလို့ပါဘူးဟာလားမိမချင်းကပထမနေ့ကမိမချင်းချင်းဖြစ်တယ်ပထမနေ့ကမိမချင်းချင်းဖြစ်တယ်ဟမ်ဘယ်နေ့နေ့ကခုနှစ်ရက်နေ့ခုနှစ်ရက်နေ့ဟုတ်ကဲ့အော်ခုနှစ်ရက်နေ့ကဖြစ်ကြတယ်ခန်းရှိပါတကြလို့အစ်စ်လေးကြောက်ကြတာခဲ့လို့တဲ့ အဲ့ဒါဘလာမတော့လို့မမမြင်လို့ညီမလေးလို့မတကယ်မမြင်လို့တော့ဘာလို့မမြင်ရလဲတဲ့6လောက်6နေပြီတဲ့အဲ့တကြားလို့ဆိုတော့မမြင်တကယ်လို့မမြင်ညီမလေးမဟုတ်ဘောနော်ဟိုခေါ်ပြီးတော့အမရေးဒီမှာအမသားလောက်ထားလို့ခေါ်ပြီးလည်းပြောလို့ရတယ်တော့ညီမလို့ဘာမဖြစ်ဘူးလို့မတကယ်မမြင်လို့မမြင်ဘယ်ကိုကြည့်နေရဟိုတခြားအရည်ဆိုမြင်တတ်တယ်တဲ့ဟိုကခလေးတယောက်နဲ့မဟုတ်ဆိုးမနေတာလေအဲ့ဒါဘယ်လိုကြီးပြောနေလဲညီမဘာမြင်တတ်လဲတခြားကတော့ဘာမှမလုပ်လို့လဲမကောက်ကောက်မွန်မွန်ဆက်ဆက်နေပေါ့နော်အဲ့ဒါခလေးတွေလည်း ဒီအရှိခံကသူတို့အခုကလေးလဲချစ်တယ်အပြဲခေါ်ပြီးတော့ကိုခံထဲမှာလောက်မွေးလဲကိုဝဲလုတ်တယ်မပြောဘူးဟာနဲ့ဟိုကလေးကတော့ဆိုးပါတယ်လို့ဆော့တယ်ဆိုးတာတော့ပေါ့ဆော့တယ်စတားဆော့တယ်ဆော့တော့ပြေးလွှားတယ်ဆော့တာရှိတယ်ယောက်ျားလေးအဲအဲ့လိုမျိုးတော့ရှိတယ်ပေါ့ဟိုကလေးပဲညီမရဲ့လို့ကိုကလူကြီးသူကဘယ်နာလဲမလဲလို့ပြောတော့လာပတိုင်းနဲ့တဲ့ငါတို့ကလေးကအဲ့လိုမဟုတ်ဘူးတဲ့ဟာညီမရဲ့အဲ့လိုမပြောပါနဲ့ကလေးမွေးထားတာပဲလို့အဲပြောလို့မရတော့ သူလူဝယ်လူတွေရောဘာတွေရောအများကြီးပဲပြောတယ်အာပြောတယ်ဘာဖြစ်ချင်လဲဒီလောက်တောင်းပန်နေတော့မရဘူးလားတောင်းပန်တယ်အမတောင်းပန်တယ်ဘာတကယ်ပဲတွေးလို့ပါတကယ်လို့ချီးလို့ဘာလို့ဆိုရင်တော့ဟုတ်တယ်မလားညင်လဲညင်နိုင်တယ်အနက်လည်းရနိုင်တယ်အခုကတကြားလုံးအစ်စ်ကလေးကိုဘယ်လိုလုပ်ပြီးသွားပြေးပါလဲလို့ကလေးဆိုတကြားလုံးလားချီလီနာမစားပြီးတော့အီးလေးပါနေကြတာဒီကဲတော့ဘဝယ်ပေးထားတာဆဲပေးတဲ့ကဟိုဂျယ်လီဆက်တဲ့ပတ်တန်တထုတ်ပါတယ်ဟိုတကြားလုံးဂါဘတ်တန်လေးပူစားတာတော့လေသူကဆော့တက်တယ်အဲ့ဒီဂျယ်လီလေးလည်းပစားလို့ဆော့တက်ပိုက်ကိုမဖိနိုင်ဘူး ။ဘိုက်ကဘာလို့လဲ။အဲ့ဒါအဲ့တော့ဘယ်ကူကတခြားဘာမှဖြစ်ဘူးစိတ်ကလည်းဘာမှမရှိတော့ဘူးလေအဲ့လိုအဲ့လောက်မျိုးဖြစ်တာလေอืมအေးဘောဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟိုဒီလောက်ထိလောက်လိုက်တာတော့အဆင်ပြေစိတ်နဲ့မစိတ်ဘူးအခုအဲ့ကောင်လေးကပြောတယ်ခင်ဗျားသားဝင်တာမကြိုက်ဘူးတဲ့ဟုတ်တော့အဲ့ဟုတ်ပြပါ့မတောင်းခံပါရဲ့လို့မကြိုက်ဘူးဆိုရင်မတောင်းခံပါရဲ့လို့ပြောတော့အဲ့ဒါအေးလည်းမကြိုက်ဘူးတဲ့အော်โอเคတောင်းခံပါရဲ့လို့ဆိုတော့ခင်ဗျားကဘာဖြစ်ချင်လဲတဲ့ เขาเดียกว่าแม่ชินยาได้ยาเลยแหละจะต้องไปบ่เบาเลยพอสมัยที่ถูกโยถ้าเมาเนี้ยเนี่ยไม่เบาเลยพอพอมันไม่เบาเนี่ยไม่เบาที่นักาฏิบัติดีแต่ช้าแล้ก็เสียใจลูกเราไม่ต้องอุณหภูมิลบ้ากเป็นเดียวลูกไปจะเกิคลูกบ้ากมันคุยนะลูกสิษเนี่ยมาเยอะต้องวิบ่าวลูกอยู่รนยาบาดเลยพอที่บ่าวคลิปคลิปถูกโยที่ดูแลลูกมาใช้มาหาการศึกยวลูกอ่ะลูกเป็นเลยล่ะเดียวเอ่อเอ่อไอ้โดนเหตุการเฉียดไอ้ทุกไม่มาะไรที่จะเจียตันที่ชิลไม่เดียวพอดีเนี่ยเดียวพอดีเนี่ยเดีย ဘာမှလည်းမဟုတ်လေတကြားလို့ကြာလို့ရဲ့အခန်းရှိတယ်။ဘာလဲပြောတယ်။အော်လို့ဒီကလေးပဲကြာပါဘူး။ဒီလိုဒီလောက်အဆက်ကြိုက်လဲလို့ကိုတူမှာပဲသွားတည်တော့လို့ဒါတန်းရဆိုတော့စိုင်းသွားရလာကြာပါမယ်လို့ကိုတူမှာပဲသွားတည်တော့လို့ပြောလိုက်တယ်။အဲ့ဒါ तू ကနေသွားတည်ပါလားတဲ့။အဲ့ဒါဘာပါလို့အဲ့လောက်ကြီးအခြေချရှိလို့လို့ကိုတူမှာနေဖို့အဆက်တန်းရှိလို့လို့တော့နောက်ဘယ်လိုပဲပြပြပေါ့เนาะကျွန်တော်တို့ဒါတော့ဟို ဟိုမလုတ်တင်ဘူးပေါ့ဗျာအာဒါညဆိုလဲကျွန်တော်တို့ဒီအဲ့ကောင်လေးနဲ့ခေါ်လိုက်တယ်ခေါ်ပြီးတော့ကျွန်တော်တို့ collection နဲ့တွေ့ပြီးတော့ဈေးဝင်ဟိုပို့ပေးလိုက်တယ်ပေါ့နော်ဈေးဝင်ပို့ပြီးတော့ခုမှကြည့်ပါလားကျွန်တော်တို့ကဒီဘက်လေးမှနေတက်ကြည့်ပေါ့မနော်မျိုးလုံးတစ်လုံးဆိုတာတော့တွေးကြည့်ဦးလို့ညိုနေတော့မျိုးလုံးတော့ဖွင့်မရနော်မျိုးလုံးတော့ဖွင့်မရအောင် ဆူတော့ဟုတ်လားအဲညလုံးတော့ဖွင့်ရတဲ့ခါကျတော့ကိုကသူ့မှာဗျအာယောက်ျားသားမရှိတော့ပို့ဆိုးတာပေါ့ဗျာယောက်ျားသားမရှိဘူးဒါဆိုရင်ညီမောင်ဝဲတွေနားမှာရှိတော့နားနည်းတော်သေးတာပေါ့ဟာညီမောင်ဝဲရှိတော့ဗျခလေးကြီးကြည့်ပေးမဲ့သူရှိတော့နည်းနည်းတော်သေးတယ်ဘယ်လို့တာအဲ့ဒီကလေးကြီးကြည့်ပေးမဲ့သူမရှိကြခလေးတစ်ဖက်နဲ့သူ့မှာဘယ်လို့တော့တော့ရောက်မယ်ပေါ့နော်မလုပ်သင့်လို့သိစင်းစားမှာဗျနော်ခလေးတယောက်ကအာဆိုးတယ်ဆိုတော့ဘလောက်ပဲဆိုးနေပါလိမ့်ကိုအိမ်ရှိကိုအလားမခံဘူးဒါမှမဟုတ်ဟိုကိုအိမ်နောက်အလားမခံဘူးဆိုရင်တကားပိတ်ထားလိုက်ပေါ့နော်ခလေးဆိုတဲ့မျိုးကတော့ဗျဆော့တာတော့ဆော့ကြမှာပဲဟုတ်လားတိတ္တိတ္တိယာတိတ်စီတိတာမှမဟုတ်တာဟာလူကြီးလူတော့တိတ္တိယာစီတာမှာ လူကြီးတော်မှာဒါအတိတ်တရားမရှိလို့ခုလိုခုလိုက်တာပေါ့ဟိုဒါမဖြစ်သင့်ဘူးပေါ့နော်ဟိုကျွန်တော်တို့ဖြစ်သိချင်တယ်အဲဟိုဒါပေမဲ့ကျွန်တော်တို့ကလည်းခုနိုင်ငံသားချင်းချင်းဟိုလိုက်တဲ့စီးလင်းလည်းမလုပ်ချင်ဘူးအဲ့တော့ဘယ်လိုပြောမလဲဟိုညတော့သူရဲ့မိသားစုတွေနဲ့ညီညီနိုင်လောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီစီးကုတာဖို့တော့အခုဆိုရင်ဒါဘယ်လောက်ကုန်မလဲဆိုတော့မသိသေးဘူးဒါဒီနေ့ကျွန်တော်တို့ခေါ်ထားတယ်နော်စီမအစီအုံမှာစကားပြောဖို့ဆိုဖို့တော့အာခေါ်ပြီးတော့စီးကုကြကုတာမှုဟိုသူပျောက်ဆုံးသွားတဲ့ချိန်ပေါ့နော်ကုတာမှုတာဝန်ပြီးမယ်ဆိုတော့သူ့ဘက်ကနေတော့မင်းလက်မှတ်ထိုးသွားတယ်ပြာနော် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဗျာနော်ဒါကုညာစီကတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတောင်းဝင်ယူရမယ်လေတောင်းဝင်ယူရမယ်ဘာဖြစ်လို့တော့တော့လောက်ဖြစ်ကြီးဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကအဟိုဥပဒေတိုင်းတော့လုပ်ချင်တာပေါ့ဗျာဒါပေမဲ့ဟိုနိုင်ငံရေးရလည်းမကောင်းဘူးဗျာအဟုတ်လားဟိုအစတည်းကကိုယ့်ဘက်မှာလူမျိုးကုန်ကြမှုမရှိမရှိဘူးဆိုလို့မရှိသေးရင်ဟိုကိုကကြိုတင်ရမယ်လေစဉ်းစားရမှာကိုက clear မဟုတ်တာဟုတ်လားကိုလည်းအတိတရားရှိတဲ့သူတယောက်ပဲအဲ့တော့ဟိုစဉ်းစားတာနဲ့မလုပ်ဘဲနဲ့ဟုတ်လားလုပ်ပြီးသွားမှစဉ်းစားလို့မရဘူးဗျာနော်နောက်တော့လုပ်ပြီးသွားမှရလို့မရအောင်အဲ့တော့မရခင်ကမဖြစ်ခင်ကကိုကစဉ်းစားရမှာအခုကဟိုတော်တော်ကြီးကိုလုံသွားလို့တာဒါကျွန်တော်တို့ ဟိုလိုက်ပြီးတော့တော့နော်ဒီလုပ်ပေးတာတချို့တချို့ဒီလိုမျိုးမျိုးတွေအများကြီးရှိပါတယ်နော်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲမတိုင်ကြတာတွေလည်းရှိတယ်အဲတချို့ရောက်ပြီးပြီးရောဆိုတာရှိတယ်အဲတချို့လင်းမြန်းချင်းဖြစ်တာတွေရှိတယ်ဒါတွေကတော့ကျွန်တော်တို့ကလင်းမြန်းချင်းဖြစ်တဲ့ကိစ္စဆိုရင်ကျွန်တော်တို့ဝင်မရှုပ်ဘူးဗျာနော်လင်းမြန်းချင်းကဆရာဆိုတော့ဝင်မရှုပ်ဘူးဒါကတော့လင်းမြန်းချင်းမဟုတ်ဘူးဗျာကလစ်တယောက်အတွက်နဲ့ဖြစ်ကြတာဒါမှကျွန်တော်မိမသားချင်းဖြစ်ချင်တယ်ကျွန်တော်လည်းဝင်မရှုပ်ပါဘူးကိုကမိမသားချင်းဖြစ်ပြီးသွားပြီပြီးနေတဲ့ကိစ္စမှာအဲဒီညမှာသူကကြာဗါကလေးကိုဂီတာနဲ့ရိုက်ဖို့အဲ့လိုလားဒီရနေရိုက်ဒီရနေရိုက်ဖို့လောက်တာအကျေရွေးအောင်ဆိုပုံလေးဖားတော့ရိုက်ဖို့လောက်တယ်။လေးကကြောက်တော့ပြတ်ထွက်ပြီးလာတယ်။အင်း အဲ့တော့ဟိုမိခင်ဆိုတာလည်းဗျာနော်ဟိုပြောရရင်တော့ဖားရဆိုးဖြစ်နေတဲ့အချိန်မှာပေါ့နော်သူလည်းအငယ်တာပေါ့အဲသူအဲ့လိုပြောလဲကိုဘာပြောသေးဘူးညော့ကြည့်တော့ကြောက်တော့ပေါ့ပြောဟိုဘောသူဘာလို့စနေနေထင်ပြီးတော့လေကိုကလေပြောပြီးတော့လေ6နေတယ်ဘာဘာ6တာမဟုတ်လို့ပြလိုက်တယ်သူကအဲ့လိုပြောလိုက်တယ်ဒီဒီထက်ခံရဝင်တာမလို့ဘူးလေတဲ့မင်းလည်းမလို့ကလေမောင်ပေါလေးမောင်လေးမောင်လေးတို့ဘာရတယ်ဘာဖြစ်ဘူးတော့အေးအဲ့ဒါဆိုကမလို့ဘူးတဲ့ဘာမလို့ဘူးတဲ့ဘာမလို့ဘူးဆိုတော့ကျကမပြောတော့ဘာတော့အော်အေးဆိုတော့ကျွန်တော်ရေးတောင်းပါပါတယ်တောင်းပါပါတယ်လို့မပေါ်ထိုင်းစီရပါဘူးလို့အာပြေလို့က ်ဒီပြဘာဘာကောင်းလဲတင်းဘယ်သူကဟိုလိုက်ပြီးတော့ဟုတ်ဥပမာဗျာကျွန်တော်ပြောပြပါအောင်မထားတော့ဒါသူတို့ကတော့ဟိုဒီမဘက်ကမားနေတယ်တောင်မှဗျာအဲဒါဒီမဘက်ကမားနေမယ်ဆိုရင်တော့မကျွန်တော်ကဟုတ်ပြီဟုတ်ပြီသူ့ဘက်ကမားပြီဒီမဘက်ကကျွန်တော်ဖြစ်သိကျင်တာကအဲမားနေတယ်ဆိုရင်ကျွန်တော်ပြောအောက်မှာတိုက်ကြည့်ရှုလိုက်သူရှိတယ်ဟာလာတိုင်လိုက်တိုင်ပြီးတော့ဒီမကတော့ဒီလိုပြောတယ်တိုင်လိုက်အန်တလောက်ဆိုရင်ရပါပြီဟုတ်လားကိုထီးလက်ရောက်လုတ်ဆရာမလုပ်ပါဘူးကျွန်တော်လုတ်ကျင်တာအကိုထီးလက်ရောက်လုတ်တာဒါဟိုမလုတ်လို့မရဘူးလားရလုတ်လေရောက်ကြချင်းလုတ်ချချကြနောက်တော့မိုက်နေရောက်ကြချင်းချချဒီလိုလည်းမဟုတ်ဘူးအဲ့တော့ကိုက ဒါမိမသားတယောက်လေမိမသားတယောက်ကိုဟိုလူမျိုးလှုပ်လိုက်တာဟိုအဲ့တခုပဲကိုလေးအစိမ့်မကောင်းတာပါနော်ကိုနိုင်ငံကြီးကလည်းကောင်းတာမဟုတ်ဘူးဟုတ်လားတိုင်းမှာလည်းနေရထိုင်ရတဲ့အချင်းကြီးရတဲ့အားလုံးသိတဲ့အတိုင်းပဲအဲ့တော့ဟိုကျွန်တော်လည်းဒါတွေပြောရတာလည်းမပြောချင်ဘူးဗျာနော်ဟိုကိုမြန်မာတွေသူမနိုင်ငံမှာနေထိုင်မှုကြက်တဲ့နေအချိန်မှာတောင်းနေတယောက်သူတို့ဘဝနဲ့စီစီလုံးလုံးလေးဖြစ်ဖြစ်ကျင်တာပဲရှိတယ်ကျွန်တော်တို့စိတ်ကတော့နော်အဲ့တော့အဲ့လိုမျိုးလေးဖြစ်ဖြစ်ကျင်တာဒါပေမဲ့ဟိုသေးတာကိုလည်းမြင်အောင်ပေါ့ငွေတဲ့ဟာကိုလည်းပောက်ပြောင်ဖြစ်ဖြစ်ကျင်တာအာဒီလိုမျိုးကြီးကြတော့ဟိုဘလို့မှအကြည့်လို့မကောင်းဘူးလေအဲ့တော့ဟို သူ့ရဲ့မိသားစုတည်တည်ညလာတယ်เนาะလာပြီးတော့ကျွန်တော်တို့ဒီစီကူတာမှုတော့ဘောနောအားလုံးတာဝန်ယူပြီးတော့အဲသူတို့ဖြည့်ရှင်းပေးပါမယ်ဗောနောပြေလောင်ဖြည့်ရှင်းပေးပါမယ်တဲ့အဲသူတို့စီကူတာမှုလည်းကွန်တာဝန်ယူပါဆိုပြီးတော့အဲဒါညကျွန်တော်တို့စေအောင်ပါเนาะဒီမှာချန်ဝေလာကျွန်တော်တို့ချန်ဝေစေအောင်မှာတင်လိုက်တယ်တင်ပြီးတော့မှအခုညတော့ခွဲစိတ်ခံဝင်ရမှာဝင်ရမှာမသိသေးဘူးဗောနောကာကန်ရှင်ဘက်ကနေတော့မရလုတ်တဲ့သူဘက်ကတော့မလာသေးဘူးဗျာနော်ကျွန်တော်တို့ခေါ်တော့ခေါ်ထားတယ်ဗျာအဲလာပြီးတော့ဒီမှာဆရာမိုင်းနဲ့စကားပြောရမယ်ခွန်ညာစီဘယ်လောက်ရှိတယ်ဆိုတာဗောနောသူတို့ဘယ်လိုပြရမလဲဆိုတာသူတို့စကားပြောရမယ်လေပြောပြီးတော့မှသူ့ရဲ့အဲသူ့ စီကူတာဘူးလို့ပါနော်ခွဲချိန်ခံမရမှာပေါ့ဟိုကတော့ဦးဇင်းကြီးလိုခွဲချိန်ခံမရတယ်ညညလေးကအဲညညတာအဆင်းမတင်ဘူးဆိုလို့ရှိရင်အထူးခုတော့ပြတ်သွားနိုင်တယ်ဗျသူရတားထွက်နေတာဘာဖြစ်လို့ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနှောင်းယူချိုးရတဲ့တို့ဖြစ်တဲ့အတွက်သူရတားထွက်တယ်အဲအဲဦးဇင်းကြီးတော့ပြင်မစဲသေးဘူးဒီမှာတ िश ူသားယူမှာတွေးစီတယ်တော့ဦးဇင်းကြီးတော့ပြင်မစဲသေးဘူးနှောင်းမှာတွေးလေးထွက်နေလုံးမယ်အင်းညညဆိုညညလုံးထွက်တယ်အဲ့တော့ညတာကျွန်တော်တို့ဒီဆေးဝင်တာမတင်မဲနဲ့ဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဆေးဆေးဝင်ဟိုအရင်ဆုံးတင်ဖို့အတွက် လုပ်လိုက်တယ်အဲလုပ်ပြီးတော့မှကျွန်တော်တို့ဒီတို့မတင်ဘူးဆိုရင်လည်းအဆင်မပြေဘူးလေအဲ့တော့ခုတော့ရှင်းအောင်ကြောင်းနေပြီဒါပေမဲ့ညာသူတို့ညာပတ်စံစပေါ်တင်လိုက်နော်2000ဟုတ်ကဲ့2000တင်လိုက်စပေါ်2000တင်ထားပြီးတော့ခုဒါရှင်းအောင်တင်ထားတာပေါ့အာဒီနေ့ကွန်ရက်ကြီးကိုလာဒီနေ့သူတို့ခွဲစိမှုအတွက်တမိုင်တမိုင်ရိုက်လိုက်တယ်ညာတမိုင်ရိုက်တယ်နော်တမိုင်ဖြေထွက်ပြီဖြေထွက်ပြီအဲ့ဒါမျိုးဖြစ်တော့ပဲဒီ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 ကောင်ဒီကောင်ကျိုးထားတယ်နှာခေါင်းကျိုးထားတယ်နှာခေါင်းကျိုးထားတယ်ပေါ့နော်အဲကုန်ကျစရိတ်ကတော့ဘယ်တော့ကြမယ်တော့မသိသေးဘူးပေါ့နော်တမန်ရိုက်ပြသွားပြီဒီမြက်ကျွန်တော်တို့ဒီမြက်ရိတ်ကအော်ဒီယူပေါ့နော်ဒီယူကျိုးထားတယ်နှာခေါင်းကျိုးထားတယ်ပေါ့အဲတမန်မသိရတဲ့တမန်ရိုက်ထားတာ ကလေးကဘာမှလဲတဲ့ကလေးကသူ့အတော်လေးအငှားထားတာလားခန္ဓာနီးချင်းလေးကြည့်ပေးနေ။အော်ခန္ဓာနီးချင်းလေး။အော်ကလေးကခန္ဓာနီးချင်းလေးကြည့်ပေးနေတယ်ဗျ။နော်ကလေးကတော့ခန္ဓာနီးချင်းလေးကြည့်ပေးနေ။ဆေးဟုတ်မလားခလေးခေါ်တာလို့ဆင်မပြေဘူးလေ။ဟုတ်ကဲ့ဟုတ်ကဲ့။မတော်ဘူးသူက။အမယောက်ချင်းကအဲ့နေနေနဲ့ပဲတည်။အဲ့နေနဲ့ရှိသွားလား။ရုတ်တည့်ရဲ့။ကလေးကလည်းမတော်ဘူး။ငါးလချာချာကလေးကလည်းအန်ထိုးတဲ့လူကကျွန်တော်ခန်းမှာရှိတယ်ဗျ။နော်ဟိုပလိတ်မတန်ဘူးလမ်းကြီးတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ကအကုန်လုံးလှုပ်ထားပြီးသားပါပြီ။တိုင်းစားတွေလည်းဖွင့်ထားပြီးသားပြီ။အဓိကကဟို ဟိုပလိတ်တိုင်တာအထက်ကျွန်တော်တို့ဟိုကကုနိုင်ငံသားတွေဖြစ်တဲ့တော့ပေါ့နော်ဟိုစီကုန်ကြမှုတွေကတော့သူတို့ဘက်ကနေတော့တောင်းဝန်ယူရမှာဖြစ်တယ်အဲ့တော့ပေါ့နော်ဟိုတစ်ဖက်နဲ့တစ်ဖက်လေဗျာကျွန်တော်တို့ကမနစ်နာသေးခြင်းဟာဟာဖြစ်ပြီးွားပြီးဖြစ်တဲ့တော့ပေါ့မနစ်နာသေးခြင်းကျွန်တော်တို့ဥတွေတိုင်းတော့သွားကျင်တယ်ဒါပေမဲ့ဥတွေတိုင်းလုံးဆောင်ကျင်တယ်အဲကာယကရှင်ရဲ့ရှေးကူတာမှုတော့လည်းအရေးကြီးတယ်လေသူ့မှာယောက်ျားသားမရှိတဲ့အတွက်သူ့မှာရှေးကူတာမှုဆိုတာကလည်းအဲပို့ရလဲငွေအင်အားမရှိဘူးလေအဲ့တော့ဟိုညှိနှိုင်းပြီးတော့ပေါ့နော်ကျွန်တော်တို့စေယုံစေကံပို့ခဲ့တာစေယုံစေကံကိုသူ့မိသားစုနဲ့အတန်းပြီးတော့တင်ခဲ့တာနော် 嗯哼，OK 吧。